မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းကြောက်ချင်းမြို့တောင်စုရွာကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာစစ်ကောင်စီဘက်က10ဦးသေဆုံးပြီးတော့9ဦးအရှင်ဖမ်းဆီးရမိကလက်နက်ခဲယမ်းများကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ19ရက်နေ့မှာကြောက်ကြီးမြို့အနီးတောင်စုကြီးရွာအတွင်းကိုစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်က10ဦးသေဆုံးသွားပြီးတော့စစ်ကောင်စီတပ်သား9ဦးကိုလည်းအရှင်ဖမ်းဆီးရမိကလက်နက်ခဲယမ်းများကိုလည်းတင်ဆီရရှိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို Falcon စွန်ရဲတပ်ဖွဲ့ KNLA တိုင်ရင်ရှိတိုင်ရင်ကို PDF တို့ကပူးပေါင်းလုဆောင်ခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်းများအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ် တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများပြန်လည်ဆုတ်ခွာသွားပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များကလက်ရှိအချိန်ထိတောင်စုခြေရွာကိုဆက်လက်ပြီးတော့ထိန်းချုပ်ထားဆဲဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စခန်းတိုက်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်ထမ်းမြေကုန်းရွာမှာတပ်ဆွဲထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ဘိုးယုံစုဂိတ်ကိုတိုက်ခိုက်သိမ်းပိုက်ရာစစ်ကောင်စီတပ်သား၈ဦးတေဆုံးပြီးတော့စခန်းတစ်ခုလုံးကိုမိရှို့ရှင်းလင်းနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ25ရက်နေ့မနက်6နာရီကမှအုပ်ဖို့မြို့နယ်အပိုင်းဘကိုးယုံမှအစံခမ်းမြန်ကုန်းကြီးရွာဘိုးယုံစုဂိတ်စခန်းမှာအင်အား30ကျော်နဲ့အထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတာယာဝတီခရိုင်တပ်ရင်း383များနဲ့တပ်ခွဲ၄မြေအောက်ကြောက်ကြတပ်ဖွဲ့ကတော်လိုင်းရဲဘော်များက ဝင်းရောက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာလက်နက်ကြီးလက်နက်ငယ်များနဲ့သုံးနာရီကြောကြာအောင်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့မနေ့9နာရီ30မိနစ်ခန့်မှာခမာယာ6တိမ်မြုပ်တက်ကစစ်ကောင်စီတပ်သားများကစခန်းလက်မလွတ်ရရေးအတွက်လက်နက်ကြီးများပစ်ကူပေးလာတဲ့အတွက်တော်လိုင်းရဲဘော်များအနေငယ်နောက်ဆုတ်ပေးလိုက်ရတယ်လို့သိရပါဗျ။ ညနေ9နာရီလောက်မှာအကြမ်းဖက်စစ်တပ်စခန်းကိုထမှန်တိုက်ခတ်ခဲ့ရာလက်နက်ကြီးလက်နက်ငယ်များနဲ့တနအီခွဲကြအောင်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကအထိနာကစစ်ကောင်စီတပ်သားမတအလောင်း၈လောင်းကိုတည်ယူပြီးတော့စခန်းကိုဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများစခန်းကိုဆုတ်ခွာထွက်ပြေးသွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များဟာနေပြည်ရှင်းလင်းရေးပြုလုပ်တဲ့အချိန်စခန်းထဲကနေပြီးတော့60မမအသီးဆက်နှလုံးလက်ပစ်ဘုံ၅လုံး 5.56G အတောက်300 အီနာကပို့ချီ9000တူမီတလက်စန်နာ8စားစီတဘုံဖနက်2ရန်အီကွင်းမဲ3စုံဘောင်းမီ2ထဲအုတ်ထုပ်3လုံးတို့ကိုတင်စီရမိကစခန်းတစ်ခုလုံးကိုမိရှုရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါဗျာ ဘိုးယုံဂိတ်ကို26ရက်နေ့ကတနေကုန်ပိတ်ဆို့တိုက်ခိုက်မှုအတွင်းမှာစစ်ခွဲမတားအလောင်း၈လောင်းရပါတယ်ညနေ6နာရီခွဲလောက်မှာစစ်ခွဲမတားအလောင်း၈လောင်းကိုတဲပြီးတော့ထွက်ပြေးသွားတော့ကျွန်တော်တို့တွေရှင်းလင်းရေးလုပ်တယ်အဲ့ဒီဂိတ်မှာတတ်ဆွဲထားတဲ့စစ်ခွဲတပ်ကပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေကျူးလွန်နေတာကြားပါပြီအရင်ကလည်းကျွန်တော်တို့ဝင်တိုက်ဖူးတယ်လို့တာယောင်ဒီခိုင်တရင်38 3ညနဲ့တက်ခွဲလေးမြေအောက်ပျောက်ကြားတာဖွဲ့အုပ်ဖို့ကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့စစ်ကူစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်ကောင်စီတပ်သား၃ဦးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဘေးလာ၁၈ရက်နေ့မွန်းလွယ်၃နာရီကမှထနောင်းကုန်းပြူစောတိရွာကိုစစ်ကူလာတဲ့တီရာယူမွန်နဲ့အကြမ်းဖက်စစ်တပ်ပူးပေါင်းတပ်ဖွဲ့ကကားသုံးစီးနဲ့လာရောက်တဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့များကမီတာ၅၀လောက်အကွာအဝေးကနေတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်က၅ဦးကြီးစံထိမှန်ခဲ့ပြီးတော့၃ဦးပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့ဝင်တွေကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ၎င်းတိုက်ခိုက်မှုကိုကိုမြင့်ဆောင်အညာမြေ operation အဖြစ်နဲ့တောင်တာမြို့နယ်ပတ်ကဖနဲ့မြင်းကြံခရိုင်တိုင်ရဲအမှတ်3တို့ကပူးပေါင်းပြီးတော့ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်သူများအနေနဲ့လည်းစစ်ရေးအရှိန်ဟုန်မြင့်တက်လာတဲ့အတွက်ကြောင့်လေကြောင်းရံနဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းရံကနေကာကွယ်နိုင်ရန်လုံခြုံရေးသတင်းနဲ့ပို့ပို့ပြီးတော့ပူးပေါင်းဆောင်ရွက်ကြရင်တောင်တာမြို့နယ်ပတ်ကဖကအတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့တေဘောဘိုးစစ်တပ်စခန်းအပါအဝင်စစ်ကောင်စီတပ်နေရာများအလုံးကို KNLA မဟာမိတ်ပူးပေါင်းတပ်များကထိုးစစ်ဆင်တော့မှာဖြစ်တဲ့အတွက်ပြည်သူများဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်လာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ29ရက်နေ့မနက်ပိုင်းမှာထိုင်းမြန်မာနယ်စပ်မြဝတီခရိုင်အတွင်းမှာရှိတဲ့တေဘောဘူစုံစည်းမြိုင်ဝေါ်လီဒေတာအတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကို KNL မဟာမိတ်တပ်များကထိုးစစ်ဆင်တိုက်ခိုက်ရန်စတင်လှုပ်ဆောင်နေတဲ့အတွက်ပြည်သူများဟာထိုင်းနိုင်ငံဘက်အချမ်းမော်လီချိုင်ဖုတ်ဖြစ်ရစာအုံကြီးရွာများဘက်ကိုတောင်ရဲမြစ်ကိုကမ်းကူးပြီးတော့တိမ်းရှောင်နေရခြင်းဖြစ်တယ်လို့သိရပါဗျ။တိုက်ပွဲကတေဘောဘူနာကတ်နေပြီ စုံစည်းမြိုင်ဘက်မှာလည်းကပ်နေပြီ drone နဲ့ကျဲလိုက် sniper နဲ့ထောက်ပြီးတော့ပြစ်လိုက်လက်နက်ကြီးနဲ့ပြစ်လိုက်လုံနေတာဘယ်သူမှမနေရကြတော့ဘူးမော်လီချိုင်းကအမျိုးတွေဘက်ကိုကူးလာနေလိုက်တယ်တောင်တွေကလူတွေလည်းသူ့မွဲခီးဘက်ဖုတ်ပြဘက်ကိုကူးကုန်ပြီလို့ထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်ကပြောပြထားပါတယ်မေလ23ရက်နေ့ကစစ်ကောင်စီရဲ့ဘလဲဒိုစခန်းကို KNLA မဟာမိတ်ပူးပေါင်းတပ်များသိမ်းပိုက်ရရှိပြီးတဲ့နောက်တေဘောဘူစုံစည်းမြိုင်ဥက္ကဋ္ဌစစ်တပ်စခန်းများကိုပိတ်ဆို့ဖြတ်တောက်ထားရာ နှစ်ဖက်တိုက်ပွဲပြင်းထန်တဲ့အခြေအနေများကြောင့်ပြည်သူများဟာထိုင်းနိုင်ငံဘက်ခြမ်းကိုတင်းရှောင်နေရခြင်းဖြစ်တယ်လို့သိရပါဗျ။ထိုင်းမြန်မာနယ်စပ်မှာထိုင်းစစ်တပ်က24နာရီလုံခြုံရေးကင်းလှည့်နေပြီးတော့အသည့်အနေထားစစ်ရေးပြင်ဆင်ထားတယ်လို့သိရပါဗျ။လက်ရှိကင်းပြည်နယ်အတွင်းမြောက်ရီဖျားသုံးစုကော့ကရိတ်ဂျုံတိုးဖပေါ်တန်တောင်ဒေသများမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNL မဟာမိတ်တပ်များကြားတိုက်ပွဲများဇက်တိုက်ဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါရခင်ဗျာ။တရင်တွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့ ၄င်းစင်တဲ့အမြောက် update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာနေစဉ်မပြတ်အစဉ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ Sky Villa အဆောက်အဦးကနေပြီးတော့အမျိုးသမီးရုပ်အလောင်း၃လောင်းနဲ့ရွှေတပိတ်သားခွဲလောင်းရွှေတယ်နဲ့ငွေကျပ်၃00နီးပါးကိုမေလ28ရက်နေ့ကရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်တရားတွေနဲ့ရှင်းလင်းရှာဖွေရမှာပြီးဆောင်အခန်းမှန် J4 ကနေပြီးတော့မနေ့9နိုင်ခွဲလောက်ကအမျိုးသမီး၂ယောက်9နိုင်45မိနစ်မှာအမျိုးသမီး၁ယောက်စုစုပေါင်းအမျိုးသမီး၃ယောက်ရဲ့ရုပ်အလောင်းတွေကိုထုတ်ယူတွေ့ရှိခဲ့တယ်လို့သိရပါဗျ။ပြီးတော့ B အဆောင်အခန်းမှန် H7 ကနေပြီးတော့မြန်မာငွေကျပ်953သိန်း8500ကျပ်ရွှေ30ကျပ်သား9ဒုံ5ကျပ်သား4ဒုံ6ကျပ်သား1ဒုံ3ကျပ်သား3ဒုံ2ကျပ်သား3ဒုံ2ကျပ်သား5ဒုံ5မူသား2ဒုံရွှေဆွဲကြို5ကုန်ပလက်တီနမ်ဆွဲကြို2ကုန်ဟန်ချိန်တစ်ခုငကတ်တရံရွှေဆွဲသီး4ကုရွှေဆန်ညက်တစ်ခုရွှေဟန်ချိန်3တွင်ရွှေလက်ကောက်တစ်တွင်ရွှေလက်စွတ်4တွင်ပရင်လက်စွတ်တစ်တွင်ရွှေနှဆွဲတရံရွှေပြူမုတ်2ထုံကားအုံနာဘုတ်တစ်ခု ိမ်အောင်စုဇေယျတခုအယောင်းဝယ်စာချုပ်၃ခုတို့ကိုပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကနေတစဉ်ပိုင်ရှင်ဖြစ်သူထံကိုလွှဲပြောင်းပေးခဲ့တယ်လို့သိရပါဗျ။ဘီအဆောင်အခန်းအမှတ် H6 ကနေပြီးတော့တွေ့ရှိတဲ့ရွှေလက်စွပ်14ခွင်စိန်ဆွဲသီး၄ခုရွှေလက်ကောက်၄ခွင်ရွှေဆွဲကြိုး၂ကုန်ရွှေသုံးချက်သား၃တုံတိုက်ခန်းအရောင်းဝယ်စာချုပ်တခုတို့ကိုလည်းပြည်စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့ကနေတစဉ်ပိုင်ရှင်ဖြစ်သူစီကိုလွှဲပြောင်းပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်မေလ၁၂ရက်နေ့က CSO အခမ်းအမှတ်09ကနေပြီးတော့တွေ့ရှိခဲ့တဲ့ လေကိုအမတ်တစိမိကန်တက်တာတွေကနေရွှေဆွဲကျို6ကုန်းရွှေလက်စော2ကွဲရွှေနကန်5ရံတရုတ်ငွေ100ရံအရွက်20 50ရံ2ရွက်50ရံ2ရွက်ထိုင်းဘတ်ငွေ100ရံ1ရွက်900ရံ1ရွက်1000ရံ2ရွက်20ရံ2ရွက်နဲ့ဘန်စာအုပ်တုပ် passport စာအုပ်3အုပ်နဲ့အရေးကြီးတဲ့စာရွက်စာတမ်းတွေကိုလည်းပိုင်ရှင်စီကို28ရက်နေ့ကလွှဲပြောင်းပေးရလိုက်တယ်လို့သိရပါတယ်အင်အားပြည့်တဲ့ငလျင်ကျောင်းမန္တလေးက Sky Villa အင်ဂျင်ကွန်ဒိုနဲ့ Great Wall Hotel တွေမှာလူအသေးပြောက်အများဆုံးဖြစ်ခဲ့ပြီးတော့ Sky Villa ကနေပြီးတော့ဒီကနေ့အချိန်အထိရုပ်အလောင်းပေါင်း130ဝန်းကျင်ကိုရှာဖွေတွေ့ရှိထားကြောင်းသိရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစီးရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကနေကင်းဝေးပြီးတော့ အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအញ្ញံဆုံးလွတ်မြောက်နိုင်ကြပါသည်ခင်ဗျာ